ကိုလင်းထန်တိုင်းအခု RFA ရုံဒုတိယကျင်းရောက်ပြီနော်ဟုတ်ကဲ့အဲ့တော့အခုဒီအမေရိကလာရတဲ့ခီးစဉ်အကြောင်းပေါ့ဒီဆုံးအချင်းချုပ်ပြောပြပါဦးဟုတ်ကဲ့ဟာအခုဒီအခုလာတဲ့ဒုတိယအခေါက်ပေါ့နော်အဲဒုတိယအခေါက်ကတော့ကျွန်တော်တို့ပထမတစ်ခေါက်ရဲ့အဆက်ပဲဗျဟိုကျွန်တော်တို့ကဒီ2014မှာဒီ job boost ဟို job boost foundation ကနေပြီးတော့စီစဉ်တဲ့အာ liberty and leadership program မှာကျွန်တော်တို့က2014မှာဟိုတက်ရောက်တက်ရောက်တယ်ပေါ့တက်ရောက်ပြီးတော့အမှန်တော့2015မှာကျွန်တော်တို့က တင်တန်းနောက်ဆုံးနောက်ဆုံးအပိုင်းအောင်ဆက်တက်ပြီးတော့ဒီသူတို့ပေးတဲ့ grade ဟိုဘွယ်ပေါ်မှာနော် certificate လက်မှတ်မျိုးကျွန်တော်တို့လက်ခံရရှိမှာဖြစ်တယ်ဒါပေမဲ့ဖြစ်ချင်တဲ့အခါကျတော့ကျွန်တော်တို့က2015 match လာမှာဒီပညာရေးဥပဒေနဲ့ပတ်သက်ပြီးတော့ဟိုဖန်စီခံရတာဖြိုးခွဲခံရတာကြုံလိုက်တဲ့အခါကျတော့ကျွန်တော်တို့ဒီဒီအစည်းအဝေးပြီးအောင်မတက်မတက်လိုက်ရအောင်ပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့က2015မှာအမေရိကကိုလာရမယ့်အစည်းအဝေးကပြတ်သွားပြီးတော့အခုထောင်အောင်လွတ်လွတ်ချင်းမှာပဲသူတို့အနေနဲ့ကျွန်တော်တို့လွတ်မြောက်တာကိုတည်တယ်တော့ချက်ချင်းပဲဒီအခုရှိနေတဲ့ program ကို join နိုင်အောင်သူတို့ပြန်ခေါ်ခြင်းဖြစ်ပါတယ်။အော်ဟုတ်ကဲ့။အဲ့တော့အခုဒီအမေရိကမှာပေါ့နော်။အခုတွားရင်လာရတယ်ဟိုရက်တရားဆိုလို့ရှိရင်ဒါခင်ဗျားတို့ဒီ Institute of Peace လာလာအဲ့ဒီ USIB နော်တွေ့တယ်ပေါ့။ဆိုလို့ရှိရင်အဲ့ဒီမှာတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေပါတယ်ရောဘယ်လိုရှိလဲ။သူတို့ကဘာတွေမေးလဲ။ဟုတ်ကဲ့။ဒီသူတို့ကတော့ပြောရင် season မေးတဲ့ season တွေကဟိုကျွန်တော်တို့အတွက်ဆိုတော်တော်ကောင်းပါတယ်။ဟိုကျွန်တော်တို့အနေနဲ့ဟိုတွေးဖို့မလွယ်တဲ့ ပုံကိုတွေပေါ့နော်ဟိုဟိုထင်ရှားသူတွေလည်းပါမယ်မထင်ရှားသူတွေလည်းပါမယ်ဒါပေမဲ့သူတို့တော့အဓိကတော့ဒီဗမာပြည်အရေးကိုစိတ်ဝင်စားတဲ့လူတွေအဖွဲ့အစည်းတွေဟိုတေချာရွေးချယ်ပြီးတော့စီစဉ်ပေးရတာဖြစ်ပါတယ်အဲ့တော့ဟိုဒီမှာတွေးတဲ့အခါမှာအမ်ဆောနာပြော USMB လို့မှာတွေးတဲ့အခါကျတော့သူတို့ဗမာပြည်အကြောင်းကိုလည်း special report တွေထုတ်တဲ့လူတွေဖြစ်တဲ့ဗမာပြည်အကြောင်းကိုသူတို့လေ့လာအဲ့တော့သူတို့နဲ့ပြောနေမှာဟိုကိုယ့်အတွက်ဟိုဟိုတင်ယူရတာပေါ့နော်တင်ယူရတဲ့အရာလေးရှိရအောင်ဟိုတနေ့ကဖြစ်တဲ့ဒီအလုံသမားတွေကို ဒီရတားဆိုတာကဖန်ဆီးတဲ့ကိစ္စမှာဆိုဒါတို့ကဒီလွတ်တော်လိုမျိုး institution တွေကဒါတွေကို responsible ဟိုတာဝန်ယူတင်တယ်ပေါ့ဒါမျိုးတွေလွတ်တော်ဆိုတာကဒီဟိုအစိုးရနဲ့အစိုးရအောင်ထိန်းချုပ်တဲ့ institution တခုဖြစ်တယ်ပေါ့နော်အဖွဲ့အစည်းတစ်ရပ်ဖြစ်တယ်ဒါကြောင့်မို့ဒီလိုပြည်သူတွေလှူလာချက်တွေကိုတောင်းဆိုတဲ့အခါမှာဟိုအစိုးရဆောင်ရွက်နိုင်အောင်ကကူညီကာကွယ်ပေးခြင်းနေတော့အစိုးရကဖိနှိပ်တိုင်းပဲဖြစ်အောင်ဟိုကာကွယ်ပေးတာတွေလုပ်ဖို့ပေါ့နော်တောင်းရင်ရှိ ဟိုလှုပ်တင်နေဆိုတဲ့အကြောင်းတွေတို့အကြံပေးပြောကြားပေးတာလည်းတွေ့ရပါတယ်။ဆိုတော့အခုလိုမျိုးအဲ့ဒီအလုပ်သမားတွေကိုဟဲ့လားဖန်စီလိုက်တဲ့ကိစ္စပေါ်မှာတို့ဘယ်လိုသုံးသပ်လဲ။ဟုတ်သူတို့ကတော့ပြောတာတော့သူတို့ကတော့ပြောတာရှင်းတယ်။ဟို ဘယ်သူပဲမဆိုဘောနော်ဘာအကြောင်းညာပဲဖြစ်ဖြစ်ငိမ့်ညမ်းသွားနဲ့ဒီကို့အခွင့်အရေးတောင်းဆိုတဲ့အခါမှာဖမ်းဆီးတော့သူတို့ကလုံးဝလက်မခံဘူးဟိုဖမ်းစရာမလိုဘူးဒီဒီငိမ့်ညမ်းသွားဆောင်ရွက်တည်ပြီဘောနော်ဘာမှဟိုဖမ်းဆီးစရာမလိုဘူးဆိုတဲ့အကြောင်းတော့သူတို့ပြောပါတယ်ဒါပေမဲ့သူတို့ကတော့တစ်ချက်ကလည်းဟိုနည်းနည်းတော့စိုးရတဲ့ပုံမှာစိတ်ရှည်ကြရအောင်ဘောနော်ဘာလို့လဲဆိုတော့ဟိုစစောသေးတာဟိုစောသေးတာလည်းပါရင်တော့ပါရင် နောက်တစ်ချက်ကခိုင်ခိုင်မာမာဟိုဒီအစိုးရအဖွဲ့ကိုဟို foundation မချနိုင်သေးဘူးပေါ့နော်မလုံးနိုင်သေးဘူးလို့အတွက်သူအချိန်တော့ပေးရမယ်ကျွန်တော်တစ်ချက်ကဟိုရဲတွေရဲ့အပြုတ်မှုက labrador တက်ဆိုင်တော့ဟိုမစိုးပါဘူးပေါ့နော်ဒါသူတို့သူတို့ဒါသူတို့အမြင်ဟိုပြောတာကျွန်တော်ပကတိတိုင်းပြန်ပြောတာပေါ့ဟို labrador မှာတော့ဒုတ်တွေပိုင်းနဲ့ဝင်ရိုက်အကြမ်းဖက်တယ်ပေါ့နော်ဒီမှာတော့ဟိုဒုတ်မသုံးပေမဲ့အတိအုံပုံစံတော့ဖြစ်သွားတယ်ဒါပေမဲ့ဟို labrador တက်ဆိုင်တော့စိုးစိုးရွားရွားတိတ် မဖြစ်တဲ့အတွက်တို့ဘာဖြစ်ဖြစ်သဘောကျတယ်ပေါ့နော်ဒီတက်တော့ပိုကောင်းစီခြင်းတယ်တို့လည်းပြောဟုတ်ကဲ့နောက်တခြားဒီအခုအမေရိကန်ခီးစင်ရပဲဖြစ်ဖြစ်တင်တန်းရပဲဖြစ်ပေါ့နော်ဟိုဒီကျွန်တော်မြန်မာနိုင်ငံလူတွေလည်းဟိုဘုသူတရအောင်ပေါ့ပြောပြခြင်းနဲ့အတွေ့အကြုံလေးတွေလည်းပြောပါအောင်ဟုတ်ဒီအဟိုနှစ်ခုပေါင်းပြောအောင်ပြောဖြစ်တယ်ဘာလို့အခုဒီတစ်ခေါက်ကကြတော့ကျွန်တော်ဟိုနှစ်ရက်ပဲရှိသေးတာเนาะပထမတစ်ခေါက်တုန်းကဆိုလဲအာကျွန်တော်တို့တင်လေးလာရတယ်ဆိုတာကျွန်တော်နိုင်ငံမှာဆိုရင်အာ အခွင့်အရေးမရှိတဲ့အရာတွေပေါ့နော်ဆိုတော့ဟို political philosophy ကိုဒီကဟို Stanford University က professor တွေကိုယ်တိုင်ပေါ့နော်သင်ပေးတယ်ဟိုနှစ်ပတ်သုံးပတ်ပေါ့နော်သုံးပတ်တည်တည်ချာချာဟိုအခြေခံကြကြသင်ပေးတာတွေနောက်ဒီ democratization နဲ့ပတ်သက်ပြီးတော့ဆိုရင်တို့နိုင်ငံသားရေးဝန်ကြီးဟောင်းဟိုနောက်ပြီးတောင်အာဖရိကနဲ့ပတ်သက်ပြီးတော့ဟိုဒီနိုင်ငံသားရေးဌာနမှာဒီတောင်အာဖရိက affair ဟိုတာဝန်ခံလုပ်ခဲ့တဲ့ပုံကိုယ်တွေစသဖြင့်ပေါ့နော်တို့ရဲ့ဟိုကိုယ်တိုင်တွေ့ပြီးတော့ ဟိုဆွေးနွေးခွင့်ရတယ်သူတို့ရဲ့အတွေ့အကြုံတွေပြောပြတယ်နောက်ဟိုနောက်ပြီး leadership ပေါ့နော်ခေါင်းဆောင်မှုဆိုင်ရာသင်တန်းတွေဆိုရင်လည်းသူတို့အဲ့လိုတကယ် workshop ဟိုအလုပ်သဘောဆန်ဆန်ဟိုသင်ကြားပေးတာတွေအဲ့ဒါမျိုးတွေအများကြီးအကျိုးရှိတယ်သူအကျိုးရှိရဆိုတော့ဟိုသူတို့အနေနဲ့လည်းထပ်ပြီးတော့ဟိုဗမာနိုင်ငံအတွက်လှုပ်ပေးနိုင်အောင်မယ်ဆိုလို့ရှိရင်လည်းလူငယ်တွေအနေနဲ့ပေါ့နော်ဒီစူးစမ်းနေကြတယ်ဟိုရဒီရဟိုအခွင့်အမ်းအောင်ရအောင်လို့ပေါ့နော်နောက်တစ်ချက်ကသူကဟို စာကြီးပဲသင်တာမဟုတ်ဘူးဒီဟိုမှာလွတ်လပ်ရေးနေ့နဲ့နေတယ်ဆိုရင်ဒီအမေရိကန်လွတ်လပ်ရေးနေ့အခမ်းအနားတွေတော့အမေရိကန်မှာရှိတဲ့ဒီသူတို့အစိုးရအဖွဲ့တွေဟိုတရားရုံးနေတော့ဟိုအမတ်တွေအမတ်တွေရုံးနေဘလို့တွေလောက်တိုင်းဆောင်ရွက်နေရဆိုတဲ့အရာဆာသူတို့ရဲ့ institution တွေကိုလိုက်ပြတယ်။နောက်အခုလာမယ့်အတုပ်ဆိုရင်အော်တိုဘာမှာလာမယ်။ဒါပေမဲ့သူတို့ Norway မှာရုပ်ောက်ပွဲကိုလေ့လာဖို့တော့တခါတည်းသူတို့က schedule ချတာတယ်။ဒါအဲ့လိုအခွင့်အလမ်းတွေလည်းရနိုင်တယ်ဘောနော်။လက်တွေ့ကြတဲ့နိုင်ငံကြီးလို့ရောက်မှုတွေလည်းမြင်မြင်ရတယ်။စာတွေ့ရောလက်တွေ့ရောတော့ တော်တော်အကျိုးရှိပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခုဟုတ်ကဲ့ဟုတ်ကဲ့